ဒါတော့ကျွန်တော်ဟိုကျွန်တော်ယူပါလေးယူပါလေးလေးတွားလဲအောင်လေကျွန်တော်တို့ချန်ပီယံလိကဘလုံးနေနေပွဲစဉ်တွေကအာဘယ်လိုပြောမလဲဟိုဒီပမာကျော်ပြီးတဲ့အခါမှာဒီအဆုံးဖြတ်ဖြစ်မသွားသေးဘူးပေါ့နော်နောက်ကျွန်တော်တို့မျက်လင်းချက်ရှိသေးတယ်နောက်ပွဲတွေလည်းကြီးကောင်းမယ်ဆိုတော့အတိရှိနေတာကျွန်တော်တို့တော်တော်ကောင်းတယ်ပေါ့နော်ဆိုယူပါလေးမှာတော့အာဒီအင်္ဂလန်သင်းတွေပေါ့နော်အင်္ဂလန်သင်းတွေကတော့အချင်းကြီးကောင်းတဲ့အဆင့် ရောက်သွားပြီပေါ့နော်ဟိုတချို့ဟိုတချို့ဆိုရင်ဒါယူကြည်ထားကြပြီပေါ့နော်ဒါငါတို့အသင်းတွေဖိုင်နယ်မှာတွေ့ပြီပေါ့နော်ဆိုတော့အာဒီစပါးနဲ့ပွဲလေးအရင်ပြောပါအောင်လားကိုကိုလိုက်စပါးဘလို့တက်အောင်မလားတက်တက်မလားအိုင်းနီးကအမှန်တမ်းပြောရင်ကိုရဲကကျွန်တော်နှစ်ပွဲကိုပရယ်လယ်ကြည့်ရဆိုတော့အရင်ကြီးဟို focus မလုပ်နိုင်ဘူးမလုပ်နိုင်ဘူး ူပဲဗျာအာယုံသူတော့ဒါပေမဲ့ကိုကတော့ကြည့်ကျင်တယ်ဗျာကြည့်ကျင်တယ်ဆိုတာဘရိုကလင်းဆိုတာကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ပြီးသားအတင်းဆိုတော့ဘရိုကလင်းအကြောင်းကိုကျွန်တော်သိတယ်ဆရာတော်ကျွန်တော်တော်လေးကသိတယ်အရင်ကတော့ကျွန်တော်စပါးပါတော့စပါးကဒီယာဒီမှာဆိုရင်ကျွန်တော်တို့သုံးချိန်တလုံးနိုင်ထားတဲ့အတင်းလည်းဖြစ်တဲ့အတွက်ဒီစပါးရဲ့ ါမဲ့ဟိုအတင်းရပရီးမီးယားလိမှာအဆင်ပြေဆိုပေမဲ့တခြားလိမှာအဆင်ပြေအခုလက်ရှိကျွန်တော်မန်ယူပဲကြည်ဗျာစပါးရဲ့ခြေစွမ်းကိုလည်းကျွန်တော်ကြည့်ကျင်လို့မဟုတ်ကြည့်လိုက်တဲ့အချိန်မှာပါတယ်ကြည့်ကျင်တယ်ဆိုတော့အဓိကတော့ပရီးမီးယားလိမှာဖြစ်နေတဲ့ခြေစွမ်းကတော့ကျွန်တော်လည်းကြည့်နေကြသလိုပြောကြရမလို့ယိုပါလိမှာကျွန်တော်တို့ပွဲကိုတကူလည်း view တိုက်တိုက်တော့မကြည့်ဖြစ်တော့ဘူးဗျာအဲ့လောက်ကြည့်တယ်လည်းဒီအရင်မပြတ်ခံနိုင်ဆိုတော့အဲ့မှာအိုင်းလေးကတော့ဒီပရီးလေကြည့်တဲ့အချိန်မှာဟုတ်တယ်အမနိုင်ရောစပါးသင်္ဍလာကြီးအားရကြောင်းတာတော့မဟုတ်ဘူးဗျာသိလားရတော့ ဒီအတင်းရဲ့ဒီအတင်းလိုက်ကစားပုံအရာရောဆိုစပါတင်းရဒီဂိုးပြတ်သွားရဲဆိုတာဟိုအမှန်တမ်းပြောရင်ပွဲကိုမကြီးလိုက်တဲ့လူဆိုရင်တော့ ီ3-1ဆိုတဲ့ရာထက်ကတော်တော်ကြီးစတောင်းတယ်လို့ထင်ထင်ထင်ကောင်းထင်နေပြီ။ဒါပေမဲ့ပွဲကိုကြည့်လိုက်ရတဲ့လူကျတော့အိုရသွားတဲ့အကူကဘယ်လိုအခြေအနေနဲ့ရသွားတယ်။ပွဲမှာအဓိကကစားမားတွေရဲ့ဒီဒီ facial expression တွေသူတို့ရဲ့ဒီ mantle တွေကိုကောင်းကောင်းမြင်ရပြီ။စပါးမှာလည်းကျွန်တော် United တို့ပဲသူတို့ပြဿနာရှိရတယ်။တချို့ကစားသမားတွေတည်တော့အောင်ကျူးသားရတယ်။တချို့ကစားသမားတွေပုံမှန်တောင်းတောင်းဝင်းကြီးကိုပဲမှရောချမ်းရောချမ်းကြီးလုပ်နေတော့မယ်။ရောချမ်းကြီးလုပ်နေတဲ့ feeling ကိုခံစားရတယ်ခံစားရတဲ့အချိန်မှာသူတို့ရသွားတဲ့ကိုယ်တွေကဒါဒါဒါတချို့တချို့ဟာလေကျတော့ unexpected ပြတည်လာအရင်ကြီး ဒီဟို open play ကနေလာတာတို့ဘာလို့ပုံစံမျိုးဆိုတာတဲ့ဒီ direct play နဲ့သွားလိုက်တဲ့အချိန်မှာဒီအဆုံးသက်ကောင်းတာရယ်ဒီအဆုံးဖြတ်ကောင်းတာကျတော့သူတို့တင်းရတော့ဒါဘလို click ထက်ဆိုင်တော့ဒါတာတော့တာတဲ့အတွက်ဒီအပိုင်းအသုံးချပြီးတော့ဒီ goal ပြတ်သွားရယ်တို့ကျွန်တော်ပြောလို့ရရယ်ဒါပေမဲ့ဇာအားလို့ပဲညာစဖားကဘလို click ကိုအပြတ်သက်ကြီးတာခဲ့ရလားဆိုရင်ကျတော့မဟုတ်ဘူးလည်းမတာဘူးဒါဘလို click ကဘလို click ဆိုတော့ဘလို click ကသူဒီ final တက်မှာတော့တော်တော်အားနေအားအားနေရဲ့အထဲမှာပါဒါပေမဲ့ तू က ထုံးစံရသူသူအဝေးကွင်းကိုရောက်သွားရင်ဒီ final set မှာတော်တော်အားနေသူတို့ဒီနောက်ကနေပြီးတော့ beta ဆပြီးတော့ဒီ final set ကိုရောက်လာတဲ့အထိရောက်တယ်အဲ့ penetration penetration ဆုံးရောက်ရင်သူတို့ဒီတနေ့တိုင်ပတ်သွားတဲ့အနေအထားရှိရရှိတော့ကျတော့အော်ဒီစပါးကအဲ့လိုဂိုးပြတ်သွားတယ်ဒါပေမဲ့ အဲကိုရီမန်ယူသင်းနေမဟုတ်ပါဘူးဒါစပါးလည်းအမှန်တမ်းပြောရင်အလောက်ကြီးကြီးပြောလို့မရဘူးတဲ့အထက်မှာပါဟိုဟို result လို့ရဆိုရင်တော့တော်တော်ကြီးကောင်းတယ်ဗျာဒါပေမဲ့ဟိုအိမ်မေးပွဲကကြည့်လိုက်ရတဲ့အခြေအနေကိုကြည့်မယ်ဆိုရင်ဘိုလိုဂလင်းရဲ့ဒီအိမ်ဝင်အားနဲ့သူတို့ရဲ့ဒီဟိုဟာနဲ့ကိုပြန်ပြီးတော့တွက်ကြည့်မယ်ဆိုရင် ပေါ့လို့မရတဲ့အထက်မှာပါတယ်ဆိုတော့ဒီအဆင့်ရောက်ရင်တော့အတင်းနိုင်ရမပေါ့ပါဘူးအဲ့ဒီလည်းခုနကပြောရတယ်ကျွန်တော် စပါးကတခြား view design နဲ့ကစားမယ်ဆိုရင်တို့နိုင်ပွဲတော့ပေါ်ဆောင်နိုင်နေမယ်တခြားဘောနိုင်မယ်တက်ဖို့လည်းများရဆိုတော့အခုလဲအဲ့တိုင်းပါပဲတို့ဒုတိယအကြော့မှာဆိုရင်ဒါပထမအကြော့ရာလက်ကပြတ်တတ်ထားတဲ့အတွက်ဒုတိယအကြော့မှာလည်းတို့ဒီချင်းချင်းတိမ့်တိမ့်နဲ့ကစားမယ်ဆိုရင်တော့ဟိုတို့လည်းတက်ဖို့ရာအချက်ကတို့ကပိုများပါတယ်တို့လည်း90ရာခိုင်နှုန်းလောက်ထိတော့တခြားနေတော့မယ်ဒါပေမဲ့အဲ့ခုနလိုမန်တယ်ပထမအကြော့ကလိုမန်တယ်နဲ့ဆော့မယ်ဆိုရင်တော့ကျွန်တော်တော့မလွယ်ဘူးထင်တယ်ဘုရားသတိထားမိတာကဘိုးတို့ကလင်းကစားသမားတွေတို့ဒီ3 1ဖြစ်သွားတဲ့ တကိုးချီပါဘူးရသွားတဲ့အချိန်ပါဗျာသူတို့ရဲ့အမှန်တိုင်းပြောမယ်ဆိုရင်အမှန်တိုင်းအမှန်တိုင်းပြောမယ်ဆိုရင်တော့3-1ဖြစ်သွားတဲ့အချိန်မှာကိုယ်ခင်ဗျာကိုတည်းကကိုတည်းကသုံးကိုရှုံးနေတဲ့အချိန်မှာတကိုးပဲရတဲ့အတွက်ပုံမှန်အသင်းဆိုရင်ဒီဘောလုံးကိုကောက်ပြီးတော့ကွင်းလေသီးမှာပြန်တည်ပြီးတော့နည်းနည်းစားမှာပေါ့နော်ဆိုတာမင်းသူတို့လည်းအဲ့လို movement တော့တုတ်ပါလေတုတ်ပြီမဲ့သူတို့ရဲ့ facial expression ကိုချင်းတော်တော်ကြီးယုံကြည်မှုပြန်အားကောင်းသွားတဲ့ပုံစံမျိုးတွေ့ရပါဘောဥပမာအင်ငါတို့ဒီနှစ်ကိုးပဲဗျာကို different နှစ်ကိုးပဲရှိတယ်ငါတို့အိမ်ခွင်းကြရင် လုံနိုင်တယ်ဆိုတော့ facial expression မျိုး တွေ့ရတယ်ဆိုတော့အဲ့လိုတွေ့ရတာတကြောင်ပါကျွန်တော်တို့ဒီသူတို့ရဲ့ကွင်းမှာဆိုရင်ကျွန်တော်တို့တော်တော်ကစားရခက်တဲ့အတင်းဖြစ်တယ်သူကကျွန်တော်တို့အတီးပြီးသားနောက်တစ်ခုကဒီလာစီယိုပြဒီလာစီယိုသူတို့ကွင်းမှာဒူးစီတုတ်တယ်ဆိုတဲ့အဆင့်ရတယ်အနေနဲ့တော့အဆင့်ပေါ့စမားတွေဟုတ်ကဲ့စမားတွေလာစီယိုစမားတော့ပူပြီးတော့ကောင်းတယ်ဟုတ်တယ်ကျွန်တော်ပြောတာအဲ့လာစီယိုဆိုရင်လည်းဒါသူတို့ဘလူးကွင်းမှာဒူးစီနဲ့အဲ့လိုမျိုးပြန်တုတ်တာဆိုတော့ဟိုဒီ mindset နဲ့ပဲဒီပထမကြောက်ကဒီ၃ခုပြတ်တယ်ဆိုရင်အဲ့ပထမကြောက်က mindset ပုံစံနဲ့အဲ့လိုမျိုးကစားမယ်ဆိုရင်တော့ အော်စပါးလေဒီ struggle ဖြစ်နိုင်တဲ့ထဲမှာပါတယ်ဆိုတော့အဒီအတင်းတွေကျတော့ဒီကျွန်တော်ဒီနေ့စနေပိုင်းရအများကြီးပြောဖို့ကျတော့ကျွန်တော်လည်းဒီလေးကြည့်ထားတဲ့အတင်းတွေမဟုတ်ဘူးဒါ over view မြင်ရကိုမြင်တာတဲ့ဒီ eye depth အရာပဲကျွန်တော်တို့ပြောလို့ရဆိုတော့ကျွန်တော်ကဒီသတိထားပြီးတော့တခြားလေးကသတိထားမယ်ခုနကသူတို့ဒီကောင်းတာပဲဖြစ်ဖြစ်ဒီ mid block transition နဲ့ဆော့မယ်ဆိုရင်အဆင်ပြေသေးတယ်ဒါတောင်မှကျွန်တော်တို့စပါးအသင်းမှာတချို့ကစားသမားတွေသူတို့ရဲ့ mindset ကိုချိန်ဖို့ရလို့ရဟိုယုံတဲ့ကောင်ဆွတ်ယုံနေပြီဥပမာရှိရဆိုဆွတ်လန်းကြီးဆိုဆွတ်ယုံနေရဗျာဒါပေမဲ့အနောက်ကတကယ်ကျွန်တော်ပြောအထင်သလောက်ကြီးထိမပါဘူး ဆိုဘူဒိုကလင်းကအဲ့ခုနပြောသလိုဖိုင်နယ်တက်မှာသူကသူအားနေသွားတာတကြောင်းရဲ့အရှိကဒီတော်တော်လေးအားနေပါတယ်ဘူဒိုကလင်းကအိုင်းလေးအပွဲကြီးတော့တော့ဒီဖိုင်နယ်တက်ကတော့ကျွန်တော်တို့ဒီအစာပိုင်းလှုပ်သွားတာတွေတည်သွားတာတွေဘစ်တက်ဆတ်သွားတာတွေကတော်တော်လေးကောင်းနေတဲ့ပါတယ်ဒါပေမဲ့ဖိုင်နယ်တက်ရောင်ရင်ကျတော့တော်တော်ကြီးညံ့ညံ့တယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့ဒါကတို့ကအိမ်ဝင်းနဲ့ဝီဝင်းရဲ့ခြေဆွမ်းတာတို့တင်းရလဲတော်တော်ကြီးအပြောင်းလဲဟိုကျန်းနေဆိုတော့စပါးကပေါ့လို့တော့မရဘူးဘူဒိုကလင်းကတော့အဲ့တို့3-1ဖြစ်သွားတဲ့အလုံးချပါကိုရပြီးသွားတဲ့အချိန်မှာတို့တို့အတွက် ညှော်လင့်ချက်ကတော်တော်ကြီးကိုရှိရဆိုတဲ့ပုံစံမျိုးနဲ့သူတို့ဒီ facial expression တွေကြည့်ရတော့သူတို့မှာအိုက်ဖိနင်ရှိနေတော့မယ်လို့ပဲနေတဲ့အတွက်စပတ်ပေါ့လို့မရဘူးမပေါ့လို့မရဘူးသူကနီးစနစ်ပိုင်းရကြရင်မန်တိုင်းပြောရင်အားရစရာမကောင်းတဲ့အထက်မှာပါတယ်ဟိုကိုသင်းတဲ့တွေ့လို့သူတို့သားသူကခုတည်းကသူတို့ဒီ physical ရ industry ရသူတို့ကတာလို့သာတာပြောတာဒါမှမဟုတ်ဒါ premier league မှာတွေ့ရတဲ့ europa league မှာတွေ့ရကြတော့ဒါပြောလို့မရတော့တဲ့အနေနဲ့ဟုတ်တယ်ဟုတ်တယ်အဲ့တော့ကျွန်တော်ပြောရစပါအယိုးဘာလဲဆိုတော့ ဘရိုဂလင်းနဲ့ကွာတာကသမားတွေရဲ့အရင်ချင်းမှာပဲကျွန်တဲ့အပိုင်းမှာတော့အဲစိတ်တပိုင်းဆိုင်ရာဆိုရင်ဘရိုဂလင်းကတော့ပို့ပြီးတော့တာတာလေးဦးမယ်ပြန်တည့်မလားအဒီဒီစင်ရောက်လာဆိုရက်ညံလည်းမညံဘူးဆိုတော့တိပါဒါပေမဲ့ဟိုတခုရှိရပါလားလီစင်တန်လေးကွာတာလေးကသမား individual ရအကွာတာလေးဒါတွေကစကားပြောလို့သာစပါနိုင်နိုင်နိုင်တာဖြစ်သွားလိမ့်မယ်စပါရဲ့ကစားကွက်ကလည်းအရင်နှစ်ရာတည်နေဘလိုမှလလမမဆိုင်ဘူးပြတော်တော်ရော်ရော်ရဲနိုင်တာ အပုံဖြစ်ဖြစ်တယ်လို့ကစားတယ်လို့ပြောရမှာကျွန်တော်တို့ဒီအရင်စကားနဲ့ပြောရင်လုံးဝဖြစ်တယ်လို့ကစားတာအာတော်တော်စိတ်တဲ့ပိုင်းဆိုင်ရာတွေရောအာဒီဘယ်လိုပြောမလဲခုနကကိုလိုင်းပြောသလိုဆွန်လန်ကြီးရရှိရနေအသေးယုံနေပဲနောက်ကောက်ကောင်နေရတုံနေတုံနေလုံနေရမျိုးတွေဒါမျိုးတွေကအမြဲတမ်းတွေ့အမြဲတမ်းတွေ့နေရဗျတဲ့မလားအာဘာဘာကြောင့်ဟိုဒီတင်းကအလေလက်ဆင်ပဲဖြစ်နေရလဲဆိုတော့အာအပိုင်းကိုလည်းဒီမှာတွေ့ရတယ်ပေါ့နော်ဟိုကျွန်တော်တို့ ဖလားရတဲ့အတင်းကအဲ့လိုစိတ်တမျိုးတွေနဲ့အာကန္နာမဟုတ်ပြအဲ့လိုမန်တန်နဲ့ကန္နာမဟုတ်ဘူးသိရမလားဟိုဒီတကယ်ကိုအမြင်ဆုံးဟိုဆိုရဲမန်တန်မျိုးနဲ့တွားတာဗျာခုလီဗာပူးတို့ဆိုကြည်တရားဒီလုံးအနေထားရနည်းနည်းလေးပဲခဏလေးပဲ struggle ဖြစ်လိုက်တာသူတို့ဟိုဒီနီးနီးပြပိုင်းနေပါလေဆိုရဲစိတ်တဲ့ပိုင်းကအမြင်ဆုံးမှာပဲရှိရလီဗာပူးကဒီ ိုကိုပလဲလို့သူတို့စိတ်ထဲမှာအဲ့လိုမျိုးစိတ်ထဲကြာသွားတာမျိုးတွေမရှိဘူးဒေါက်ရှော့ဆိုလို့ပြန်ပြီးတော့တုံ့ပြန်နေအမရရအောင်အနိုင်ကမ်းမယ်ဆိုတဲ့စိတ်မျိုးလေပါဘူးမှာလုံးဝရှိတယ်စပါတို့အာဘာကြောင့်လေလဲဆင်ဖြစ်လဲဆိုတော့အဲ့လိုမျိုးစိတ်ထဲတည်းမရှိရမချက်တော့ဟိုပြောရရင်ကျွန်တော်တို့ဟိုပြောနေကြစကားလို့ဒီမချက်စီဆိုချက်စီ DNA နေမရှိဘူးဆိုတော့အာအဲ့လိုအဲ့လိုမျိုးပုံစံမျိုးပေါ့နော်စပါရဲ့ DNA မရှိဘူးကစားသမားတွေကပေါ့နော်ပတ်စံရလို့ကံနေရဲဆိုတဲ့ပုံစံမျိုးပဲ ဖြစ်နေရပေါ့နော်ဆိုတော့နောက်ပြီးတော့နောက်တစ်ခုရှိရပါလဲဆိုတော့အာဒီအသင်းတွေကအာထိတ်တန်းနှီးပြတွေနဲ့မတန်မတန်ဘူးပေါ့နော်ထိတ်တန်းနှီးပြတွေနဲ့လည်းမတန်ဒါကအသင်းမရှိနေနဲ့လည်းအများကြီးတော့ဆိုင်မလို့ထင်တယ်အခုသူတို့ဟိုမှာထိတ်တန်းနှီးပြနှစ်ယောက်ထိကျွန်တော်တို့ရောက်ခဲ့ဗျမော်ရီဟိုတို့ဆိုရင်ဒါတကယ်အာအသင်းပေါ့ဘူချက်တီနိုဆိုတော့ဘူချက်တီနိုဘူချက်တီနိုကတော့ထားပါသူတို့ကျွန်တော်တို့အရင်ကြီးအသက်တိမပြတဲ့ဆိုဒီကွန်တီတို့ ဆိုရင်လည်းဟိုရောက်ခဲ့တာပဲဗျာတည်ရမလားဒါပေမဲ့ဘာမှဖြစ်မလာဘူးဘာကြောင့်လဲဆိုတော့ဒီကစားသမားတွေရဲ့စိတ်ဓာတ်တွေကြောင်မို့ဖြစ်တာပဲဒီအဲ့ဒါမှတစင်ကျွန်တော်တို့အထက်ကိုထပ်သွားမှကျတိအသိပိုင်းရှင်တွေရဲ့အာစီဝါရေးဆံမှုပေါ့နော်ဘလုံးကိုဟိုချစ်တာမဝင်တဲ့ဒီပတ်စံဝယ်ချစ်တဲ့ပုံစံမျိုးတွေဒါတွေကအသိန်းကိုအော်ဖလားအမီမမရမရတာပေါ့မရစီတဲ့အချက်တွေဖြစ်တာပေါ့ဆိုတော့ဘလုံးနေနေဒီပွဲကတော့ကျွန်တော်ကလည်းစပါးကိုပဲ အာအယုံပိုရတယ်အာတခုခုတော့ဟောလုတ်ပြလိမ့်မယ်ဘိုရိုကလင်းကလည်းညနေသင်မဟုတ်ဘူးဆိုပေမဲ့အာကျွန်တော်လီစင်တန်းရအာဒီကစားသမားရဲ့ NBA ကျွဲရအာဒီစပါပဲတက်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်